နိုးနှံလေးခက်စားတယ်တဲ့ဘာကြီးပြောနေอ่ะနိုးကြောက်စားဘူးတဲ့လူတွေငါ့ကိုတော့ပလိန်တော့မယ်တဲ့ဘာခွာမပြောင်းလဲဟဲ့ဟယ်လိုပူတင် vlog ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့တော့ပူတင်ကိုမန္တလေးကနေ PR box အကြီးပို့ထားတာရှိရဲပေါ့နော်အဲ့တော့ဒီနေ့ပူတင်နဲ့တူတူအားလုံးပဲဒီ box လေးကို unboxing လုပ်ရင်းနဲ့ review လုပ်လိုက်ရအောင်အမလေးများတွေကိုဟိုလက်လက်ပပလေးမဖောက်ရပဲကျမမှာရုပ်ပြဆင်းပြန်တယ်ကိုတိတဲ့လူလူအပေါင်းစင်းလုံးနေရတော့ bravo ဖြစ်ပါတယ်မယွေးဖြစ်ပါတယ်ဒီမှာပေါ့နော် ်ပူလေးကိုပို့လိုက်တာအစားအစားတောက်ရက်နဲ့လူမလို့လားမသိဘူးအစားတောက်တယ်အများကြီးပို့လိုက်ပါတယ်အခုလိုမျိုးပီယာပေါက်ဆေးပို့ပေးတဲ့အတွက်လည်းအရန်ကျေးဇူးတင်ပါတယ်အဲ့လိုနော်မရွေးရတော့အကုန်လုံးကတော့တစ်မျိုးတည်းပဲပေါ့နော်အဲ့တော့ပူလေးတစ်ထုပ်ပဲဖောက်လိုက်တော့မယ်ပေါ့မရွေးထုပ်လေးကတော့ဒီမှာပါ ။အဲကရွှေနိုးကြောင့်မရွေးပေါ့နော်။ရောင်းတဲ့နေရာပမာလဲဆိုတော့စိုင်းတောင်မော်ရှန်ဘူးကြီးကျောင်းချေမှာရောင်းပါတယ်။တမ်းမရင်းနဲ့အညီအချိုလျှော့ထားပါသေးတယ်။ချိုလျှော့ထားရဲဆိုတော့လူကြီးရောလူငယ်ရောစားလို့ရမှာတယ်။အဲ့တော့နေ့ရင်စားကြည့်မယ်ပေါ့နော်။ပြီးလို့ရှိရင်တော့ဘူတင်းရဲ့အမေကိုစားကြည့်ပြီးတော့ဒီတစ်ယောက်နေနဲ့သူ့ရဲ့ review ကဘယ်လိုလဲဆိုတော့ဘူတင်းမေးကြည့်။ဒီမှာဖုန်းနံပါတ်လေးတွေလည်းပါတယ်။ နေ့ဒီရွှေရွှေမယွေးဆိုတော့လေဟိုသွားမြင်လဲဒီပင့်လေဒီတဲ့ဟာဒီဒီနဲ့ရွှေရွှေကိုအရင်ဆုံးသွားမြင်ထုတ်ကြီးတစ်ထုတ်မှာဘယ်နှခုပါလဲဆိုတော့၈ခုပါတယ်အထုတ်ကတော့လေပုံမှန် site ပါပဲတခြားမယွေးတွေလိုပဲအဲ့ site ပဲ site တူတူပဲမွေးနေပါပဲအနှံ့လေးရလေနိုးအနှံ့လေးဟုတ်လားဒီထုတ်မှာရေးထားတဲ့အတိုင်းပဲပေါ့နော်ကိုရှော့ထား ေတခြားမရွေးရင်လည်းရှင်လိုက်မယ်ဆိုလို့ရှင်လုံးဝမချိုးဘူးလုံးဝအရသာမရှိအောင်မချိုးနေအောင်မဟုတ်ပါစားလိုက်တာနဲ့ရှားပေါ်မှာကဟိုတခြားအရသာကိုတမ်းမရပဲနဲ့နို့အရသာလေးပို့ခဲထားတယ်နို့အရသာပို့ရတယ်ပေါ့နော်နို့ချောက်စားဘူးကြလားမသိဘူးအမိဘက်မှာအရန်စားကြရယ်ကွာပေါ်တယ်ကွာမရွေးကိုအဲ့ဒီနို့ချောက်အရသာနဲ့စားနေရတဲ့ပုံစံတိုင်းလုံးဝတစ်ပုံစံလည်းပဲကိုရလေကိုတင်းတို့လူငယ်အနေနဲ့ဆိုလို့ရှိရင်တော့ဒီအရသာကြီးအနေကအတော်ပဲပေါ့နော်အရန်လည်းမမာတော့ဝါရတာလည်းအဆင်ပြေ သူကနိုးချောက်မရွေးဆိုတဲ့အတိုင်းအထဲမှာလေနိုးချောက်ကိုအေးဖြော်ပြီးတော့ထည့်ထားတာမျိုးမဟုတ်ဘူးနော်ဒီထဲမှာကြည့်ကြည့်လားဒီမှာအဖက်လေးတွေ့တာအဲ့ဒါနိုးချောက်တွေ အဲ့အဲ့မရွေးလောက်ဖို့ကိုနှိုးချောက်ကိုအရေးကြိုပြီးတော့အရသာပဲပါဝင်အောင်လုပ်ထားတာမျိုးမဟုတ်ပဲနဲ့ပြီးတဲ့မှာကိုကနှိုးချောက်တွေပါထည့်ပြီးတော့သူကလုပ်ပေးထားရွေးရှိတဲ့နေရာလေးတွေဆိုလို့ရှိရင်ကိုကရတဲ့ texture နည်းနည်းလေး soft ဖြစ်တယ်ဒီနှိုးချောက်လေးတွေရှိတဲ့နေရာကျတော့နည်းနည်းလေးမားခြောက်ပြီးတော့ထည့်ရတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးပုံမှန်နှိုးချောက်ထက်ကိုနည်းနည်းလေးမားသွားတာပေါ့နှိုးချောက်အရသာကြီးပဲတစ်ခုလုံးရနေတာမျိုးမဟုတ်ပဲနဲ့ဒီဟာထုတ်ကိုစားလိုက်တာနဲ့ရွေးထဲမှာကသူကအရသာနှစ်မျိုးပါဝင်နေတဲ့အတွက်ကြောင့်မလို့ကိုကနှိုးချောက်အရသာပေါ့မရွေးအရသာတခါတည်းစားလို့ရတယ်ပေါ့နော်အခုနှိုးချောက်နေရာ ကိုစားကြည့်ရတော့လို့ရောက်ကဟိုကြော်ပြီးတော့မှဒီတဲကိုထည့်ထားတဲ့အတွက်ကြောင့်မလို့တယ်ပေါ့နော်အချောင်လှမ်းထားတဲ့ဟာကိုတန်းပြီးတော့ထည့်ထားတာမျိုးမဟုတ်ဘူးထင်တယ်ပြင်းထင်တာတော့ရတာပိုင်းကတော့လုံးဝပြောစရာမရှိဘူးအရန်လည်းမချိုးဘူးအဲ့တော့စီးချိုသမားကြီးလည်းစားလို့ရတယ်အချို့ကလေးဆိုရင်အဲ့လိုမျိုးရှိရလေဟိုအရန်ချိုးတာပေးမစားတာတော့ဘာလို့အဲ့လိုမျိုးအရန်ချိုးတာမစားတဲ့လူတွေအတွက်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်တချို့မကြွေးနေဆိုလို့ရှိရင်စားရင်စားရင်နဲ့အရသာချိုးချိုးတာကွာဒီမကြွေးကြတော့အဲ့လိုမဟုတ်ဘူးသူကစားရင်စားရင်နဲ့အရသာကစားစားနေရင်းနဲ့လေဒီအရသာပဲကွာဒီက ဖြည်းဖြည်းချိုးလာတာမျိုးမရှိခုတော့ရှိရပေါ့နော်လူငယ်တွေကြတော့သွားကောင်းတယ်လို့ဆိုတော့ကိစ္စမရှိဘူးပေါ့လူကြီးတွေတွက်ဆိုလို့ရှိရင်တော့ဒီ no 6လေးတွေနေရာကနည်းနည်းလေးမရွေးထက်ကိုနည်းနည်းလေးမာတာဖြစ်တဲ့တော့ကြောင့်မို့လို့အဲ့ညမှာဆိုတော့ဝါရတာအခက်ခဲရှိနိုင်တယ်ပေါ့နော် packaging လေးကလည်းမစိုးသူ့ဟာနဲ့သူတက်တက်ရက်ရက်လေးစောင့်နေပါတယ်ပေးမယ်ဆိုရင်လည်းအဆင်ပြေတယ်မျက်နှာပန်းလည်းလှတယ်အဝင်ပစ္စည်းတွေလည်းပြောထားတယ်တော့ no 6ကြော်အော်ခုနကခုနပြောထားတဲ့အတိုင်းပဲကြောက်ကိုမှ6လှမ်းပြီးတော့ကြော်ပြီးတော့မှဒီထဲထုတ်ထည့်ထားအဲ့တော့ဂျုံပါတယ်ကြက်ဥလည်းပါတယ်စီပါတယ်ကစီးနဲလည်းပါတယ်ကစီးနဲပါရင်မလုံးဝကိုကစီးစီးဖြစ်မနေ ေဘူးเนาะအရန်မိုက်တယ်။အော်ပြားရည်လည်းပါတယ်။ကြားလည်းပါတယ်။နှမ်းလည်းပါတယ်တဲ့။ဟမ်အောက်ခုတယ်။1 4 6ရှစ်ထုတ်ပါပါတယ်။ထုတ်မဟုတ်ဘူးเนาะရှစ်ထုတ်ပါတာ။ခေချင်းကလည်းတကယ်အရေးကြီးရဲ့။ထုတ်ကို1500ပေါ့เนาะ။အမရွေးတွေတောင်မှဒီ노ကြောင့်မပါပဲနဲ့။အမကြီးရဲ့ဆိုင်နေဆိုလို့ရှင်တပေါင်းဝေးချင်ရအောင်။ဒီ노ကြောင့်မရွေးက1500ဆိုတာဒါတော်တော်ကိုတက်ပြောလိုက်ဒီမှာတော်တော်ကိုတန်နေပြီလို့เนาะ။အစ်မပြေတာတခုပဲ။ဘာဖြစ်လို့လဲဆိုတော့မန်လေးရမို့လို့။ခုတည်းအကြံပေးချင်တာတော့ရန်ကုန်မှာလဲ ABC တို့ City Express တို့အဲ့လိုမျိုးတွေမှာတင်ပြီးတော့ရအောင် ောင်းရင်တော့ပိုစားချိန်တဲ့ချိန်အလွယ်တကူသွားပြီးတော့ဝယ်စားလို့ရရတယ်ဆိုတော့ကွာအဲ့လိုမျိုးဆိုရင်တော့ပို့ပြီးတော့ပြေလောက်တယ်ရန်ကုန်ကလူတွေအတွက်ပြောပါတယ်တခြားမြို့ကလူတွေလည်းပါတာပေါ့နော်အဲ့မှာရှိတဲ့လူတွေအတွက်ဆိုရင်တော့အလွယ်တကူသွားပြီးတော့ဝယ်စားလို့ရတယ်ပေါ့နော်မန္တလေးကအဓိကထောက်တာဆိုတော့အဲ့တော့ပူတင်းအနေနဲ့ပြောရရင်တော်တော်များနေဆိုတော့ပူတင်းအမေကိုခေါ်ပြီးတော့အမှတ်ပေးခိုင်းလာ review နေတယ်ဘလိုနေလဲဆိုတော့ဆိုရှယ်ဆီကြုံမှာပါလေပါပါအောင်ကိုပြရမှာအတိုင်းစားတဲ့ရုပ်မရွေးနဲ့ဒါမှမပါပေါ့ ဆိုတော့ဒါသူပေါ့တော့ကောင်းမှာပေါ့ဘာလဲတော့ညအရောက်လာတော့ကောင်းကောင်းမှာပေါ့အဲ့တော့ပူတင်ရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲပူတင်ရဲ့ vlog လေးကတကယ်ကြီးလို့အတွက်အကျိုးရှိရဆိုရင် like share subscribe follow လုပ်သွားဖို့လည်းမမေ့ကြနဲ့အောင်နော်ဒါလို့ပူတင်ရဲ့ facebook page မှာကြည့်ရတာအခက်ခဲရှိရဆိုရင်ပူတင်ရဲ့ youtube channel လေးလည်းရှိတာမို့ပူတင်ရဲ့ youtube channel လေးမှာလည်းစောင့်ပြီးတော့ကြည့်ရှုလို့ရတယ်နော်အဲ့တော့အားလုံးပဲတတပူတင်နဲ့ဒူဒူနောက် vlog မှာပြန်တွေ့ကြမယ်နော်အာမတက်လာပြီအောင်ရှင်ဘလောက်ကမလုပ်ပဲနဲ့ပြောနေတာတော်တော်ကြာတယ် ရိုက်နေပြီဟိုမှာအဲပူလာပါတီမယ်ပြောင်းပါတော့အကိုဆင်းမတက်တော့မကန်ထားလိုက်ကဲတော့ဩကဲနင်ဒီပေါ်မှာနေလို့ရှိရင်ဒီတိုင်းနေလို့မရဘူးပြပေးရမယ်ဟင်းဟင်း